အားလုံးပဲမင်္ဂလာပါရှင်။ဘုရူသာသမီးရာဟုသာသမီးများအတွေ့၅လပိုင်း7ရက်နေ့ကနေပြီးတော့19ရက်ဒီအထိတပတ်စာ hostel ဟောရီမှာဖြစ်ပါတယ်။ဘုရူသာသမီးရာဟုသာသမီးများဟာဒီကာလမှာမိဖို့အတွက်အနှဲငယ်အတိုက်ခံလေးတွေနဲ့ဖြစ်တဲ့ဖြစ်ကြောင်းအမကာလို့ ပြောလို့ရတယ်။မိသားစုရေးရာကိစ္စလေးတွေမှာအထင်မြင်လွဲမားစရာတွေများစွာကြုံတွေ့ရတဲ့။အဲ့တော့အဓိကကစိတ်ယမ်းပင်ပန်းရတယ်ဒီကာလမှာစိတ်ယမ်းပင်ပန်းရတယ်လုံဆောင်စရာရှိတဲ့ကိစ္စများစွာကိုမိမိဘာသာလေးတူတဲ့တိုင်းကပြင်ရှင်လောက်ကလောက်ကင်ကဘလောက်ညနာမရတဲ့ကဲ့သို့ဖြစ်နေတဲ့လို့နော်။ အဲ့တော့စိတ်ပင်မဆွာများစွာနဲ့ဖြစ်တန်းဖြစ်ကြောင်းနဲ့ကာလလို့ပြောလို့ရတယ်။ရန်အတိုက်ခံများစွာတုံ့ပြန်ရတတ်တယ်။ထို့သူပဲလုံဝဲမိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကိုကပင်မန်းသလားပင်မန်းတကယ်တို့ဒီအကျိုးအာဏိတွေဖြစ်တဲ့ကောင်းမှုနဲ့ရလက်ကောင်းရရှိတတ်တဲ့အချိန်ခါလို့ပြောရမယ်။ဒီအထက်လူကြီးရဲ့ကုညီဆောင်မခြင်းဆောက်ရှောက်ခြင်းခံစားရတယ်။လက်ရှိရှိနေတဲ့နေရာဌာနနဲ့ပြောသင့်တက်သွားတာ ီယာရုသက်ချင်းဆိုတဲ့အရာမျိုးလေးနဲ့ချက်တက်ဖြစ်ကြွားတဲ့အထက်လူကြီးရဲ့ကြီးရှုဆောင်မှုမျိုးခံရတဲ့ကာလမျိုးတွေမှာရှိတယ်။ငွေကြေးပိုင်းဆိုင်ရာမှာရဝေးကငွေကြေးရရှိတာကိုမထင်မထားပဲနဲ့ရုတ်တရက်ဒီမရရှိတော့ဘူးထင်ထားတဲ့ငွေကြေးရရှိတာမျိုးဆိုပြီးတော့ဒီကာလမှာငွေကန်ကောင်းတဲ့ကာလမျိုးတွေမှာရှိပါတယ်။အဲ့တော့ငွေကြေးကတော့တခုရှိတယ်လက်ထဲမှာတော့မမြဲတတ်ဘူးဒီကာလမှာ ရရှိခြင်းနဲ့အတူကုံကြမှုလည်းများစွာကြုံတွေ့ရတဲ့ကာလမျိုးဒီကာလမှာအခြေအနေပတ်သက်ပြီးတအားကိုကောင်းမွန်တဲ့ကာလမျိုးတွေမှာရှိပါတယ်အခြေအနေပတ်သက်ပြီးစံပွင့်နေတဲ့စိတ်တုခိတုပေါ်များနေတဲ့အထင်ကြီးလေးစားမှုမျိုးဆိုတာမျိုးတွေနဲ့ဖြစ်တန်းဖြစ်ကြွားတဲ့ကာလအဲ့တော့အခြေအနေပတ်သက်ပြီးပြေဆုံးကြွားခြင်းတွေရှိတယ်လက်ဆောင်မနာရရှိတဲ့စိတ်တုရစားနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာကောင်းတဲ့ကာလမျိုးတွေမှာလက်ရှိမှာရှိပါတယ်အိမ်တော်လေးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာ ခွဲခွာနေရတဲ့ကာလာမျိုးတွေမှာရှိတယ်။ဒီနောင်ကြီးကံအားအနေငယ်ညံ့ပါတယ်။အဲ့တော့ तू ကကိုယ်ကိုပြေးဆုံးတော့ထားပါရဲ့။ဒါပေမဲ့ကိုနဲ့ဝေးကွာတဲ့ဘက်ကိုမျက်နှာမူနေတာမျိုးတွေဖြစ်တဲ့အဲ့တော့ဖောက်လဲဖောက်ပြန်ပြူချင်းဆိုတာမျိုးတွေခံရတဲ့ကာလာမျိုးလို့ပြောလို့ရပါတယ်။အဲ့တော့သူတို့ကတော့တာဝန်ချိန်ပြီးခင်ဗျာပေါ့ကိုကတော့လမ်းဆူချိန်နဲ့တက်မှာချိန်ပြီးသူတို့နေရတဲ့ကာလာမျိုးတွေမှာရှိရဲ့။ပြီးတော့ဂျမိုင်းနဲ့ပတ်သက်ပြီးတော့အဓိကကဝမ်းနဲ့အားငယ်မှုကလွဲရင်ကျနဲ့ ကျမကြီးအမြင်ကအသိမရှိဘူးဝမ်းနဲ့အားနဲ့စိတ်ပိုင်းဆိုင်ရပါတော့အဲ့လိုမျိုးရှိတယ်ပြီးတော့နောက်တစ်ခါကျတော့ဒုနာခါနာမျိုးဖြစ်တတ်တဲ့ကလာမျိုးရမှရှိတယ်ဒုနာခါနာမျိုးဖြစ်တတ်တယ်ဆိုရင်ကြာအကြီးမားတော့မရှိတတ်ဘူးပေါ့နော်နောက်တစ်ခါကျတော့ဒီကလာမှာခီးနဲ့ပတ်သက်ပြီးမိဒီခီးမဆိုအနေငယ်ညံ့တဲ့ကလာမျိုးတွေမှရှိပါတယ်ကိုကရည်ရွယ်လိုက်ပြတ်သွားလိုက်ခီးကကိုကတော်မလို့ဆုံးမြတ်ထားလိုက်အเจ้าမျိုးကြောင့်ပြတ်သွားလိုက်ဆိုတာမျိုးတွေနဲ့ဖြစ်တတ်တဲ့ကလာမျိုးတွေမှရှိရပါတော့နော် နောက်တစ်ခုကကြတော့ဒီကာလမှာပြောမယ်ကံအားဖြင့်ချိန်မယ်ဆိုလို့ရှိရင်တအားကောင်းမွန်တဲ့ကာလမဟုတ်အတိုက်ခံပြိုင်ဆိုင်နေချာမှာပြင်ဆိုင်ရတယ်ကိုပိုင်ကိုဦးဆောင်လုပ်ကံရတဲ့ကာလမျိုးတွေမှာရှိတယ်အဲ့တော့လုံးဆောင်တော်လည်းကောင်းမွန်ခြင်းတွေရရှိရပါတော့အဲ့တော့ပုံမကံအားဖြင့်ပုံမကောင်းမွန်အောင်လုံးဆောင်သင်တဲ့ရည်ရည်အောင်ဒီကာလမှာအဓိကမစ္စောပြရရှင်ကိုကန္နမာပန်းလှူရတဲ့ကုသိုလ်လေးပြုလုပ်ပေးပါကန္နမာပန်းနောက်တစ်ခုကကြတော့ဒီ ကနမမနဲ့တကွာတတိဝလံလူတန်းချင်းကုတုဘလောက်ရဲ့အရေးညအတိအကျမရှိဘောနော်အဲ့လိုကိုနိုင်တွေ့လေလူရဲနဲ့ကုတုလေးပြုလုပ်ပေးပါပြီးတော့နောက်ဝင်းနေရအပေါင်းကိုအမြကုတုပေးပွေခြင်းကြီးပြုလုပ်ပေးပါအဲ့ဒါမိမိတို့တွေလက်ရှိမှာကြုံတဲ့နေအညံ့နေပြပြပြီးတောင်းတရရှိစေတတ်တယ်ဘောနော်အဲ့တော့ဘောရူသားသမီးရှားဟောသားသမီးမိခင်များအားလုံးအေးချမ်းတရားပျော်ရွှင်သောဘဝလေးပတ်စံနေကြပါစေကျမကတော့အဘဆရာကြီးမင်းတင်ခါရဲ့တတိယဆရာမခင်ဆွေစင်ဖြစ်ပါတယ်ရှင့် 这种怎么了呢？